စစ်မတိုက်ဘဲနဲ့ဂျားနေတဲ့ SSPB တို့ဝါတို့နဲ့ဆက်ဆံရေးတွေသူပြတ်လာတာတွေ့ရတယ်ဟုတ်တယ်မလားပြီးတော့ KYA နဲ့ဆက်ဆံရေးတွေပြတ်လာတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအဓိကထောက်ပြချင်တာ divide and rule လို့ခေါ်တဲ့ဒီတက်ရှိုးထိုးခွဲတဲ့စနစ်ကိုအများရန်သုံးခဲ့တာကမြန်မာစစ်တပ်ပဲဖြစ်တယ်ဆိုတော့ခုရှမ်းပြည်အရှိမောက်တစ်ခုလုံးကြည့်မယ်ဆိုရင်ရှမ်း specialist ပေါ့ရှမ်းပြည် specialist ကဘယ်သူလဲရှမ်းပြည်ရွှေကြောင်းကြီးသူဘယ်လိုလဲလို့ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ပဲဆိုတာတွေ့ရအနှစ်ပေါင်းသူ၄၅၆၀သူ တဖက်နဲ့တစ်ခွက်တဖက်နဲ့တစ်ခွက်ကြားထဲမှာရှိတဲ့အားသာချက်အားနည်းချက်တွေအကုန်လုံးကိုသူကြည့်ပြီးတော့ရန်တိုက်ပေးခဲ့တာရှိတယ်ခွဲခဲ့တာရှိတယ်သွေးခွဲခဲ့တာရှိတယ်ဆိုတော့ဟုတ်တယ်မလားပြန်ကြည့်မယ်ဒီနှစ်နှစ်အတွင်းမှာဆိုလဲကျွန်တော်တင်တယ်အဲ့ဒီခုနပြောခဲ့တဲ့ခုနပြောခဲ့တဲ့ဒီမဟာမိတ်ညီညွတ်ရေးစာပြပြရင်းလာတယ်ပြီးတော့တအန်းကနေပြီးတော့ပြည်နယ်ကိစ္စစပြောလာတဲ့အခါမှာဒီပြည်နယ်ကိစ္စလည်း consensus မရှိကြဘူးသူတို့ထဲမှာဒါတည်းကမျိုးစုံရှိနေတဲ့နေရာမျိုးစုံရှိနေတဲ့နေရာမှာအဲ့ဒီအကုန်လုံးကို ကျွန်တော်တို့ဒါရီယာရင်ငတုံးရေရေနဲ့ကြာတယ်အဲ့ချိန်မှာစစ်နာနေတဲ့မြန်မာစစ်တပ်တွေသူပြန်ပြီးအာယူနေတဲ့အချိန်မှာဒါသူ့ရဲ့အခွင့်ကောင်းထိုးနှက်မဲ့အချက်ကောင်းတွေဖြစ်သွားတယ်လို့ကျွန်တော်တော့သွားမြင်တယ်ကြည့်လေပို့ဖို့ပဲကြည့်လေဟုတ်ကဲ့ရှမ်းဘယ်ကြည့်လေဟုတ်တယ်မလား RCSS ကိုပဲကြည့်လေ SSPP ကိုပဲကြည့်လေလုံခြုံရေးနှစ်နှစ်သုံးနှစ်တည်းသူတို့ဘယ်နေထားမှနေခဲ့ကြတယ်လဲပို့ဖို့မြန်မာစစ်တပ်ကဘလို့အသုံးချခဲ့တယ်လဲဒါတွေကိုကြည့်မယ်ဆိုရင်တော့ဆိုရင်တော့ကျွန်တော်မြင်တာ TNL ရဲ့ The Background Rule ရဲ့တားကောင်ဖြစ်သွားတယ်လို့ တားအောင်ဖြစ်သွားခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ဒါမျိုးနဲ့အရင်ကရှိခဲ့ပူပါတယ်